ဒီကနေ့ကြားရတဲ့မြေရတဲ့အရာတွေကမြေတောင်မထိနိုင်ပါဘူးမန္တလေးမှာသေဆုံးကုန်ကြပြီဖြစ်ပါတယ်ကြားရဲမှာမြန်မာနိုင်ငံရဲ့တောင်သူလေသမားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့မူနာသမီးလေးခေါ်စုစုဆန်ဒီကနေ့ငလင်ကြောင့်သူ့မှာငိုကလေးကနှလုံးယောဂအခမ်းရှိတာကြောင့်ဒီကနေ့မှာပဲအသက်ပေးလိုက်ရပြီဖြစ်ကြောင်းတရင်တွေကတော့အကုန်လုံးအတိအကျကိုအတိပြုလိုက်ကြပြီလေဖြစ်ပါတယ်အင်မတန်မှဝမ်းနေပါတယ် စွစုဆောင်ဟာဘလောက်ပဲယောက်ျားဖြစ်တယ်ပဲပြောပြောနောက်ွယ်မှာပါရှုပ်ထားတယ်ပဲပြောပြောသူဟာမြန်မာနိုင်ငံရဲ့တောင်သူလယ်သမားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့မိုးနှံသမီးပဲဖြစ်ပါတယ်။သူရဲ့ခံမှန်းချက်တွေကအင်မတန်မှမှန်ကန်သိကြလုံးနာကြောင်းစွစုဆောင်ဟာဒီနောက်ပိုင်းမှာပုံမူပြီးတော့မြန်မာပြည်သူတွေအတွက်မရှိမဖြစ်တဲ့မရှိမဖြစ်လိုအပ်တဲ့မိုးနှံသမီးမိုးလူဝသပညာရှင်ဖြစ်နေကြတာလေးဖြစ်ပါတယ်။အခုလိုမျိုးစွစုဆောင်ရဲ့ရုပ်တရက်နှလုံးယောဂအခမ်းရှိတာကြောင့် ငလီလီကြီးမားစွာလှုပ်နေတာကြောင့်ယောဂခန်းနဲ့ပြီးဆုံးသွားခဲ့ရတာဖြစ်တဲ့အတွက်တနိုင်ငံလုံးကပြည်သူတွေကတော့အခြေခံတောင်းသူလေသမားလူဒန်းစားတွေကတော့မြင့်ရင်မြက်ခွက်နဲ့ဖြစ်နေခဲ့ရပြီလေဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအင်မတန်မှဝမ်းနေပါတယ်စုစုဆန်းဆိုတာလောလောဆယ်မြန်မာနိုင်ငံမှာမရှိမဖြစ်အဖိုးမဖြတ်နိုင်တဲ့မိုးလေဝသပညာရှိမေဖြစ်ပါတယ်အခုလိုမျိုးစုစုဆန်သေးဆုံးနေကြတဲ့ချိန်မှာတချို့သောသူတွေကလောင်ပြောင်ပြီးစုစုဆန်ဆိုတာဘူးကြီးမဟုတ်လားဘာညာပြောဆိုနေကြလိမ့်ဖြစ်ပါတယ် အားလုံးကိုပြောချင်တာအဲ့လိုမျိုးပြောနေမြဲအစားနော်စုစုဆန်းဆိုတာတကယ်ကိုကျွန်တော်တို့အတွက်အဖို့မဖြတ်နိုင်တဲ့မိုးလူပဒပညာရှင်တယောက်ဖြစ်တယ်။ဒါကြောင့်မလို့သူတည်ဆုံးတဲ့အခါမှာသူ့ရဲ့ဖြစ်တည်မှုကိုနော်သူဖြစ်ချင်ခဲ့တဲ့အရာကိုလောင်ပြောင်းနေမြဲအစားသူကောင်းမွန်တဲ့ဘဝရောက်ဖို့ကောင်းမွန်တဲ့ဘုံရောက်ဖို့ဆုတောင်းပေးကြပါဗျာ။တကယ်ကိုလည်းစိတ်မကောင်းတာ GB Facebook တော့ဖွင့်မကြည့်ချင်တော့ဗျာဒီကနေ့မှာတော့